ဒီနေ့ဒီဘက်ကလူရှင်များအားလုံးကိုဒီနေ့ကနေချဖို့ကြောက်ပါရယ်။ဒါကတော့အင်းလေးဒေတာမှာရှိတဲ့ငလင်းပေးစီပြည်သူတွေကိုမှုတမ်းမယ်။380ပဲဖြစ်ပါတယ်။380အင်းလေးဒေတာမှာရှိတဲ့ငလင်းတန်းတင့်နဲ့ဟိုပေါ့ပြန်လှူထောင်ရေးအတွက်ပြန်လှူထောင်ရေးပေါ့နော်ကိုအိမ်နဲ့ပြန်လှပြင်ဆောက်တာပြန်လှူထောင်ရေးလုပ်ငန်းတွေမှာအမှလှူသွားမယ်။380ပဲဖြစ်ပါတယ်။ဒီကတော့အမရဲ့ပတ်စံဒီနေ့ဒီပါအလူရှင်ရဲ့ပတ်စံအလှူငွေတွေဖြစ်ပါပဲ။ကိုအိမ်မှာအခုပြန်ရပြီမှဒီပြန်ရပြီ။ပြင်လာပြန်ရပြီ။အိမ်မှာတည့်တည့်နားပြီလို့ရှင်နောက်ရက်ကိုအင်းလေးယူသွားပါမယ်။ ါကတော့အမရဲ့တတိယတတိယအကြိမ်ထူထမ်းမှုပဲဖြစ်ပါတယ်ပထမကတော့စကိုင်းနဲ့မန္တလေးစကိုင်းနဲ့မန္တလေးမှာ360နဲ့5000ဘိုးလှူခဲ့ပါတယ်နောက်ကပြင်မနာပြင်မနာနဲ့ပြောပွဲမှာက56သိန်းဘိုးလှူခဲ့ပါတယ်အခုကအင်းလေးဒေတာအတွက်က380လှူရမ်းမယ်လို့ယူဆထားပါတယ်နော်အင်းလေးသွားရတာနောက်ဒီဘက်ဟိုဟိုအောင်မန်းတို့နပင်လောင်းတို့လားအဲ့ဒါတွေကဟိုဝေသားတာတလောက်ပဲဟောဖြစ်မယ်အောင်မန်းတို့ပင်လောင်းတို့ဝင်ပြလို့ရှင်တော့ဝင်မှာပေါ့အဆက်ဖဲဆိုတော့ နောက်တိတ္တတကြွားကြီးတောက်ဖို့ဆမ်းမီနဲ့တိတ္တတကြွားကြီးတောက်ဖို့ကြတော့အဆင်မပြေဟိုပါဘောကေပေးတဲ့တော့ပတ်စံဆောင်သွားမှာဝေသားတော့ဘောနော်ဒါအင်းလေးအင်းလေးပြီးလို့ရှိရင်နောက်အဆင်သင့်တော့ဝင်မယ်ပေါ့နော်အာဒါကအမရဲ့တတိယအကြိမ်ထူထောင်ဖြစ်ပါတယ်ပြည်နေပြည်ဝရှင်မအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင့်